ဇလလီအစမှာတော့ဇွန်ဘီအဖြစ်ပြောင်းလဲသွားခဲ့ပုံရတဲ့ဇလိုက်လူသားတဦးကိုပြသထားခဲ့ပါတယ်။သူဟာပုံမှန်လူသားတွေလိုပဲစဉ်စားတွေးခေါ်နိုင်စွမ်းနဲ့ခံစားချက်အနည်းငယ်တော့ရှိနေတုံးပါပဲ။အဲဒီဇွန်ဘီရဲ့နာမည်ကတော့အော်ဖြစ်ပြီးသူဟာသူ့ရဲ့ပထမဦးဆုံးနာမည်ရဲ့အခရာကိုသာမှတ်မိနေတော့တာပဲဖြစ်ပါတယ်။သူရဲ့မိသားစုအလို့အကိုင်းနဲ့တခြားသောအတိတ်ဘဝကဘယ်အကြောင်းအရာကိုမှမမှတ်မိနိုင်တော့ပေမဲ့ တခုတည်းသောသူမမေ့နေတဲ့အရာကတော့လူသေးကောင်းအဖြစ်မပြောင်းလဲခင်ကအခိုက်တန့်လေးတချို့ဖြစ်နေပြီးအဲ့ဒီတဲမှာတော့လေစိတ်မှတွေ့ဆုံခဲ့ဘူးတဲ့လူတချို့ကိုလည်းသူဟာမမေ့နေပါသေးတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့လေစိတ်ကလူတိုင်းဟာဇွန်ဘီအဖြစ်တို့ပြောင်းလဲသွားကြပြီးတော့တချို့ကတော့ဇွန်ဘီတွေတဲမှာမှပိုဆိုးွားတဲ့ဇွန်ဘီလို့ခေါ်တဲ့ဘိုနိစ်အဖြစ်ကိုပါပြောင်းလဲသွားကြတဲ့သူတွေရှိနေပါတယ်။ ဘော်နီဆိုရာကတော့မျော်လင့်ချက်နဲ့စိတ်ခံစားချက်တွေအားလုံးကိုဆုံးရှုံးခဲ့ရပြီးနှလုံးသားတစ်ခုလုံးအမောင်ကျနေတဲ့ဇွန်ဘီတွေပဲဖြစ်နေပါတယ်။ဒါပေမဲ့အာတယောက်ကတော့အဲ့လိုမျိုးမဖြစ်ချင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူကတော့စိတ်ခံစားချက်တွေအနည်းငယ်ရှိနေသေးပြီးပုံမှန်လူသားဘဝကို ပြန်လည်နေထိုင်ဖို့အတွက်မျော်လင့်နေတုံးပဲဖြစ်ပါတယ်။သူဟာဇွန်ဘီအဖြစ်ရှိနေချိန်မှာတော့လင်းရဲ့ဒစည်းထဲမှာနေထိုင်ခဲ့ပြီး သူ့ရဲ့အချိန်တော်တော်များများကိုလည်းတစ်ချက်နားထောင်ရင်းနဲ့ကုံဆုံးလေးရှိပါတယ်။အဲ့ဒီလေးစိတ်ထဲမှာတော့အာမာအမ်လို့အမည်ရတဲ့ဇွန်ဘီတငယ်ချင်းတဦးရှိနေပြီးသူတို့နှစ်ဦးစလုံးကတခါတရံအချင်းချင်းစကားပြောနိုင်ကြပါရင်ဒါပေမဲ့အများကြီးတော့မဟုတ်ခဲ့ပါဘူး။ဒီနေ့မှာတော့အာနဲ့တခြားဇွန်ဘီတွေဟာသူတို့ရဲ့အစားအစာဖြစ်တဲ့လူသားတွေကိုရှာဖွေဖို့မျိုးရဲကိုတွားခဲ့ကြပါရဲ့။ ာတယောက်ကတော့တတိရှိနေတုံးဖြစ်ပေမဲ့သူဟာလူသားတွေရဲ့အသားကိုစားဖို့စာလောင်မှုရှိနေတုံးပါပဲလူသားတွေနဲ့ဇွန်ဘီတွေရဲ့ဈာမာတော့အကာအကွယ်နံရံကြီးတစ်ခုကိုတားဆီးထားပါတယ်လူသားတွေကတော့ သူတို့တိဆောက်ထားတဲ့ဒီအကာအကွယ်နံရံကြီးရဲ့အတွင်းမှာပဲနေထိုင်ကြရပါတယ်သူတို့ဟာဂျူလီ နိုရာပယ်ရီနဲ့တခြားသူတွေပါဝင်တဲ့လူငယ်အဖွဲ့တစ်ခုကိုလည်းဖွဲ့စည်းထားခဲ့ပါတယ်ဂျူလီနဲ့ပယ်ရီကတော့ချစ်သူဇုံတွဲတွေဖြစ်ပြီး သူတို့အားလုံးကိုမျိုးတွေကစေယုံတစ်ခုကနေစေဝါးတွေစုဆောင်းမှုအတွက်တာဝန်ပေးအပ်ခြင်းကို ခံထားရပါတယ်။ဒီလိုနဲ့နန်နမိတ်နိုင်ရန်ကနေမထွက်ခါခွင်မှာတော့သူတို့ဟာဂျူလီယက်ဖခင်ဘိုမူကြီးကနေလမ်းညွှန်ချက်တွေကို နားထောင်ခဲ့ပြီးစိတ်ခွန်အားပေးမှုတွေကိုပါရရှိခဲ့ကြပါတယ်။ဘိုမူကြီးရဲ့အဆိုအမိန့်အရဆိုရင်တော့ဒီဇွန်ဘီတွေဟာလူသားတွေရဲ့ပုံပန်းတရံရှိနေပေမဲ့စဉ်စားတွေးခေါ်နိုင်စွမ်းမရှိတွေးထွက်ခြင်းမရှိ စိတ်ခံစားချက်တွေမရှိဘူးလို့ဆိုခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာဥကောင်းကွန်ပုံတရံရှိနေတဲ့ bonus တွေကိုတော့ပို့ပြီးတတိထားရမှာလို့ပြောခဲ့ပြီးတော့အဲ့ဒီ bonus တွေကမြန်ဆန်ပြီးတော့သူတို့လူသားတွေကိုတည်စေနိုင်တဲ့သူတွေဖြစ်တယ်ဆိုတာကိုလည်းပြောခဲ့ပါတယ်။ဒီလိုနဲ့သူတို့ဟာ သူတို့ရရှိထားတဲ့အချက်အလက်တွေနဲ့အတူပဲမျိုးတဲကိုထွက်ခွာခဲ့ကြပါတယ်။အစားအစာတွေကိုရှာဖွေနေတဲ့ zombie တွေဟာတော့ ရုတ်တရက်လူသားတအူးရဲ့အနံ့ကိုရခဲ့ပြီးဇေယုံအဆောက်အုံထဲကိုဝင်ရောက်လာခဲ့ကြပါတယ်။အဲ့ဒီဇေယုံထဲမှာတော့ဂျူလီနဲ့တခြားသူတွေစေဝါးတွေကိုစူးစောင်းနေတာပဲဖြစ်ပါနိုရာတယောက်ကတော့အပြင်ကအတန်တွေကိုကြားခဲ့တဲ့အတွက်လန့်သွားခဲ့ပြီးဂျူလီကသူ့မရဲ့တခြားသူတွေကိုအမြန်ဆုံးထွက်ခွာဖို့အတွက်ပြောခဲ့ပါတယ်။ဒါပေမဲ့ပယ်ရီကတော့သူတို့လုံရမယ့်မစ်ရှင်တွေကိုမပြီးသေးတဲ့အတွက်မသွားနိုင်ကြောင်းညှင်းဆန်ခဲ့ပါတယ်။ မကြခင်အချိန်အတော်အတွင်းမှာပဲဇွန်ဘီတွေကတကားကိုဖြိုခွဲဝင်ရောက်လာခဲ့ပြီးသူတို့ကိုချက်ချင်းတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့အာတယောက်ဟာ သူ့ရဲ့ဇွန်ဘီတငယ်ဇွန်တွေကိုရရဲ့ဆက်ဆက်တပ်ဖြတ်နေခဲ့တဲ့ဂျူလီရဲ့ပုံတန်းတရံကို မြင်တွေ့လိုက်ရတဲ့အခါမှာရုတ်တရက်ပဲသူ့ရဲ့နှလုံးသားမှာပထမဦးဆုံးအကြိမ်မြင်မြင်ချင်းချစ်မိသွားခဲ့ပါတော့တယ်။ဒါကြောင့်ပဲသူဟာသူမစီကို တန်တန်မမတ် သွားခဲ့ပေမဲ့ပယ်ရီကသူ့ကို တားဆီးပစ်ခတ်ခဲ့ပါတယ်။ ဲ့ဒါကြောင့်မဲအာကတော့ Perry တယောက်ကိုတပ်ပစ်ခဲလိုက်ပါတော့တယ်။ဒါပေမဲ့အာတယောက်ကတော့တခြား zombie တွေနဲ့မတူဘဲနဲ့ क्वे ပြားနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူဟာလူသားတဦးရဲ့အုံနောက်ကိုစားတုံးလိုက်မယ်ဆိုရင်အဲ့ဒီလူသားတဦးရဲ့အတိတ်ကအမဲရဇာတွေကိုမြင်နိုင်စွမ်းရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်မဲအာတယောက်ကတော့ပုံမှန်လူသားတအူးဖြစ်နေထိုင်ရတာဟာဘလောက်ထိလှပကြောင်းခံစားနိုင်ခဲ့ပါရဲ့ ဒါအပြင်အာကတော့သူတက်လိုက်တဲ့သူဟာဂျူလီရဲ့ချစ်သူရီးစားဖြစ်နေတယ်ဆိုတာကိုလည်းသိခဲ့ရပါတယ်။အာဟာပယ်ရီရဲ့အုံနောက်တွေကိုအကုန်မစားခဲ့ဘဲနဲ့အစိပ်ပိုင်းတချို့ကိုတော့သူ့အိတ်ထဲမှာထည့်ထားခဲ့လိုက်ပါတယ်။ဒီလိုနဲ့ပဲအာတယောက်ကဂျူလီနားကိုချဉ်ကပ်ဖို့စ조사ခဲ့ပေမဲ့ဂျူလီကတော့အရန်ကိုထိတ်လန့်ကြောက်ရွံ့နေခဲ့ပါတယ်။တခြားတစ်ဖက်မှာလည်းဇွန်ဘီတကောင်ကဂျူလီကိုပြစ်မှတ်ထားရမယ်ဆိုတာကိုသိလိုက်ရတဲ့အာဟာပယ်ရီရဲ့အုံနောက်ကထွက်လာတဲ့သွေးတွေကို ဂျူလီရဲ့မျက်နှာပေါ်မှာလိမ်ပေးခဲလိုက်ပါတယ်။အဲဒီနောက်မှာတော့အာတယောက်ဟာဂျူလီကိုသူ့နေထိုင်တဲ့လေရင်ဘောကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဂျူလီတယောက်ကလည်းဒူမရဲ့ဘေးကင်းမှုအတွက်အားရဲ့အမိကိုလိုက်နာရယုံကလွဲလို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူး။အိုင်လေစားထားမှုကြောင့်တခြားဇွန်ဘီတွေကတော့ဂျူလီကိုလူသားဖြစ်ကြောင်းမသိရှိခဲ့ရပါဘူးဂျူလီကိုလည်းလေစိတ်စီခေါ်ဆောင်သွားခဲ့ပြီးအိုင်ရဲ့လေရင်အိမ်ထဲမှာပဲဝတ်ထားခဲ့လိုက်ပါတယ် ဒီလိုနဲ့အာတယောက်ကတော့ဂျူလီစီကိုသွားပြီးစောင့်တထဲပေးလိုက်ပါရင်ပြီးတော့ဂျူလီမကြောက်ဖို့အတွက်လဲသူဟာတချင်းတပုတ်ကိုဖွင့်ပေးခဲ့ပါရင်ဒီလိုနဲ့အာတယောက်ဟာဂျူလီကိုကြည်ရင်းနဲ့ပဲသူ့ရဲ့တေဆုံးနေတဲ့နှလုံးသားဟာပြန်လဲစတင်ခုန်လာခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ဂျူလီနိုးလာခဲ့ပြီးသူမစာလောင်နေကြောင်းကိုပြောပြခဲ့တဲ့အခါမှာ အာတယောက်ကိုတော့အစားအစာယူပေးဖို့တောင်းဆိုခဲ့ပါတယ် အရာကြောင့်ပဲအာတယောက်ကတော့သူမကိုလင်းရင်ထဲမှာပဲနေဖို့ပြောကြားခဲ့ပြီးအပြင်ကိုထွက်ကအစားအစာရှာပေးခဲ့ပါတယ်။ဒါပေမဲ့အာထွက်သွားတာကိုမြင်လိုက်ရတဲ့အခါမှာဂျူလီယာဒီအခြေအနေကိုအခွင့်ကောင်းယူပြီးတော့လင်းရင်ထဲကနေထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းကံမကောင်းစွာနဲ့ပဲအပြင်မှာလှည့်ပတ်နေတဲ့ဇွန်ဘီအဖွဲတစ်ဖွဲ့ကိုမြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်ဂျူလီပုံအောင်နေချိန်မှာအာကရုတ်တရက်ပေါ်လာခဲ့ပြီးလူသေးကောင်းနဲ့စီကနေသူမကိုထက်မှန်ကဲတင်ခဲ့ပါတယ်။ လေမပြင်းရောက်လာခဲ့တဲ့အခါမှာတော့ဂျူလီကိုအစားအစာနဲ့အဖျော်အရည်တစ်ပင်လင်းပေးခဲ့ပါတယ်။ဒီလိုနဲ့အာနဲ့ဂျူလီတို့နှစ်ယောက်အဆင်ပြေသွားခဲ့ပြီးဂျူလီကတော့သူ့ကိုဒီနေရာကနေလွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အာကတော့သူမကိုသဘောကျနေခဲ့တဲ့အတွက်သူမကိုတားဆီးဖို့စင်ကြယ်မျိုးစုံ ပေးခဲ့ပါတယ်။သူကအပြင်းမမလုံခြုံကြောင်းနဲ့တခြားဇွန်ဘီတွေကသူမကိုမေ့သွားဖို့အတွက်ရက်အနေငယ်နေရမယ်လို့ပြောခဲ့ပါတယ်။ ဂျူလီကတော့အာတယောက်ဟာတခြားဇိုဘီတွေနဲ့မတူဘဲနဲ့စကားပြောနိုင်စွမ်းရှိတယ်ဆိုတာကိုအံဩခဲ့ရပါတော့တယ်။ဂျူလီတယောက်ကတော့အာမတိလိုက်ခင်မှာပဲထွက်ပြေးသွားခဲ့ပြီးဇိုဘီတွေပိတ်ဆို့တာကိုခံခဲ့ရပါတယ်။အဲဒီခါမှာဇွန်ဘီအမ်ကတော့ဂျူလီကိုစားဖို့ကြိုးစားခဲ့တဲ့အခါမှာအာကရုတ်တရက်ရောက်လာခဲ့ပြီးသူ့ကိုရိုက်ပုတ်ခဲလိုက်ပါတယ်။လူသားတအူးနဲ့တငယ်ချင်းဖွဲ့နေတဲ့အာကိုမြင်လိုက်ရတဲ့အတွက်ဇွန်ဘီတယောက်ဖြစ်တဲ့အမ်ကတော့ဒေါသထွက်နေခဲ့ပြီး သူမကိုစားဖို့ပြောခဲ့ပါတယ်။သူတို့ရဲ့ဒီလိုစူညံမှုတွေကြောင့်ပဲ bonus တွေကရောက်ရှိလာခဲ့ပြီးသူတို့နှစ်ဦးစလုံးကိုဒီနေရာကနေထွက်ပြေးခဲ့ရပါတယ်။ဒီလိုနဲ့အာနဲ့ဂျူလီတို့ဟာ bonus တွေရဲ့ပိတ်ဆို့ခြင်းကိုခံလိုက်ရတဲ့အခါမှာတော့ M တယောက်ရောက်လာခဲ့ပြီးအာကဒီမိမကိုသဘောကျနေတယ်ဆိုတာကိုသိတဲ့အတွက် M ကသူတို့ကိုကယ်တင်ဖို့ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲအာကသူ့ရဲ့တငယ်ချင်းတွေစုဝေးနေတဲ့နေရာကိုသွားခဲ့ပြီး ူဟာဂျူလီကိုတကယ်ချစ်တယ်ဆိုတာကိုသူ့တငယ်ချင်းတွေကို ပြသခဲ့ပါဒါကတော့တခြားလူသေးခေါင်းလေးရဲ့နှလုံးသားတွေကိုပါနူးညံ့စေခဲ့ပြီးတော့နောက်ဆုံးမှာသူ့ကိုထွက်ခွင့်ပေးလိုက်ပါတယ်ဒီလိုအာနဲ့ဂျူလီရဲ့ဖြစ်ရဲ့ကြောင့်ပဲဇူမီတို့ရဲ့နှလုံးသားတွေဟာအရင်တော့အနဲ့မတူတော့ဘဲနဲ့ပြန်လဲခုံနိုင်ခဲ့ပြီးဆိုတာကိုသိခဲ့ရပါတယ်တစ်ဖက်မှာလည်းဘိုနစ်ဒရီဟာလူသားတွေရဲ့နေရာကို တိုက်ခိုက်ဖို့စီစဉ်နေကြပါတယ်တစ်ချိန်တည်းမှာပဲလေစိတ်ကနေထွက်လာတဲ့ဂျူလီနဲ့အော်ဒုတ်ကတော့ ဂျူလီယာဖခင်စွန့်ခွာခဲ့တဲ့အိမ်တလုံးသားမှာရနာခဲ့ကြပြီးအိမ်ထဲမှာသူတို့ဟာပိုလာရိုက်ကင်မရာတလုံးကို တွေ့ရှိခဲ့ပါတယ်။ဒါကြောင့်မဲ့တဦးကိုတဦးဓာတ်ပုံတွေရိုက်ခဲ့ကြပါသေးတယ်။ဒီလိုနဲ့ဂျူလီတယောက်အိတ်တော်မဲ့အချိန်မှာတော့တခြားဇွန်ဘီတွေဝင်လာပြီးသူ့ကိုတိုက်ခိုက်မှစိုးရိမ်နေတဲ့အာဂိုသူမနဲ့တူအိတ်ဖို့တောင်းဆိုခဲ့ပါတယ်။မကြခင်မှာပဲဒီနေရာကိုဖြတ်တန်းသွားတဲ့ကင်းလက်စစ်တပ်ကိုမြင်တွေ့လိုက်ရတဲ့ခါမှာဂျူလီယာသူ့ဖခင်ကို တွေ့လိုက်ရပေမဲ့သူမကတော့အာဒရက်စိုးရိမ်နေပြီ ဒီစစ်တကသူတွေသူ့ကိုတတ်မှာကိုကြောက်တဲ့အတွက်ဒူမတယောက်ကတော့ထွက်ပြီးတော့မတွေ့ခဲ့ပါဘူးအဲဒီနောက်မှာတော့အာတယောက်ဟာသူဟာဒူမရဲ့ချေရရဲ့သူကိုတတ်ခဲ့တဲ့သူဖြစ်ကြောင်းဝန်ခံခဲ့လိုက်တဲ့အတွက်ဂျူလီတယောက်ဟာအမှန်တရားကိုသိရှိခဲ့ရတာဖြစ်ပြီးဒူမတယောက်ဝမ်းနဲ့စိတ်ပြတ်ခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒူမရဲ့ချစ်သူကိုတတ်ခဲ့တဲ့သူကဒူမကိုကယ်တင်လိုက်တဲ့သူဖြစ်နေတယ်ဆိုတာကိုသိလိုက်ရလို့ပါပဲ။ ဒီလိုနဲ့နောက်တနေ့မနက်မှာတော့ဂျူလီယာသူ့ကိုထားခဲ့ပြီးထွက်သွားမယ်ကိုသိခဲ့ရပါတယ်။ဒါကြောင့်ပဲအာတယောက်ဟာဝမ်းနေနေခဲ့ပြီးတော့သူအရင်ကလှုပ်ခဲ့မိတဲ့အရာတွေအတွက်ဝမ်းနေခဲ့ရပါတော့တယ်။တစ်ဖက်မှာလည်းဂျူလီယာအင်ကိုပြန်လဲရောက်ရှိခဲ့ပြီးသူ့ရဲ့ဖခင်နဲ့တွေ့ဆုံခဲ့ပါတယ်။တစ်ဖက်မှာလည်းဘိုနီဆိုတဲ့ဇွန်ဘီတွေကတော့လူသားတွေရဲ့နေရာကိုတိုက်ခိုက်ဖို့စီစဉ်နေပြီးဖြစ်ပါတယ်။ဒါကြောင့်ပဲအာတယောက်ကတော့ဂျူလီကိုစိုးသွမ်းတဲ့ဇွန်ဘီတွေရဲ့အစီအစဉ်ကိုပြောပြဖို့အတွက် လူသားတွေရှိတဲ့နေရာတွေကိုခိုးဝင်ဖို့စီစဉ်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဒီလိုစိုးတွမ်းလို့တဲ့ဘုန်းနေဇွန်ဘီတွေကိုတိုက်ခိုက်ဖို့အတွက်လူသားတွေကိုကူညီဖို့သူတို့ဟာကောင်းမွန်တဲ့ဇွန်ဘီတွေကိုစုယုံခဲ့ကြပါတယ်။ဒီလိုနဲ့အာတယောက်သူတယောက်တည်းပဲမျိုးတွေကိုသွားခဲ့ပြီးတော့သူစားခဲ့တဲ့ပယ်ရီရဲ့အုံနောက်ထဲကမှတ်ဉဏ်တွေကိုအသုံးချကာဂျူလီရဲ့အိမ်ရှိတိရောက်အောင်သွားခဲ့ပါတယ်။ဂျူလီဟာတော့အာကိုတွေ့တွေ့ချင်းမှာပဲဆင်းလာခဲ့ပြီးပြေဖက်ခဲ့ပါတယ်။ ဒီလိုဂျူလီယာသူ့ကိုပွေဖြားလိုက်တဲ့အခါမှာတော့အာတယောက်နှွေးတွေးမှုကိုခံစားလာနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အာရောက်နေတဲ့ဆူရာကိုတခြားသူတွေမသိစေဖို့အတွက်ဂျူလီယာသူ့ကိုအိမ်ထဲကိုခေါ်သွားခဲ့ပြီးနိုရာနဲ့တွေ့ပေးခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အာကသူ့ရောက်လာခဲ့တဲ့ရွေချက်ကိုပြောပြခဲ့ပြီးစိုးတွန်းလုံးတဲ့ဇွန်ဘီတွေဟာတော့မြို့ကိုတိုက်ခိုက်ဖို့စီစဉ်နေပြီးဆူရာကိုပြောပြခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့ဂျူလီတယောက်ကတော့အာကိုသူ့ရဲ့ဖခင်နဲ့တွေ့ဆုံပေးဖို့အတွက်စီစဉ်ခဲ့ပါတယ်ဒီလိုနဲ့ပဲ ဂျိုလီနဲ့နိုရာတို့နှစ်ဦးကတော့အာကိုပုံမှန်လူသားတဦးဖြစ်စေဖို့အတွက်မိတ်ကပ်တွေနဲ့ပြောင်းလဲပေးခဲ့ပါတယ်ဒီလိုနဲ့ပဲအာကိုတော့ဂျူလီယာသူ့ရဲ့ဖခင်ဗိုလ်မှူးကြီးနဲ့တွေ့ပေးခဲ့ပြီးခေါင်းပေါ်နဲ့ဇွန်ဘီတွေရှိနေသေးတဲ့ဆိုရဲအကြောင်းကို သူ့ဖခင်ကို ရှင်းပြဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူ့ဖခင်ကတော့အဲ့ဒီမိုက်မဲတဲ့အရာတွေကိုမယုံခဲ့ဘူးဆိုပြီးအာတယောက်ဟာလူသေးကောင်းဖြစ်နေတဲ့ဆိုရာကိုတိလိုက်ရတဲ့အခါမှာတော့ဗိုလ်မှူးကြီးဟာချက်ချင်းပဲသူ့ကိုတနက်နေ့ချိန်ခဲ့ပါတယ် ဒါပေမဲ့တစ်ဖက်မှာလည်းနိုရာကဗိုလ်မှူးကြီးကိုတနက်နဲ့ပြန်ချင်ခဲ့တဲ့အတွက်မတက်တာပဲနဲ့လွတ်ပေးလိုက်ရပါတော့တယ်ဒီလိုနဲ့တစ်ဖက်မှာလည်းအားကစားဂွင်းထဲမှာတော့အမ်တီဟာသူစုယုံထားတဲ့ဇွန်ဘီအများပြားနဲ့သူတို့ဟာလူသားတွေကိုကူညီဖို့အတွက်အသင်းဖြစ်နေပြီဆိုတာကိုအားနဲ့ဂျူလီကိုပြောပြခဲ့ပါတယ်ဒီလိုနဲ့တစ်ဖက်မှာဘိုနီစ်တေကစတင်တိုက်ခိုက်ဖို့ရောက်လာခဲ့တဲ့အခါမှာတော့အမ်နဲ့တခြားဇွန်ဘီတွေဟာဘိုနီစ်တေကို တားဆီးနိုင်ခဲ့ကြပါတယ် ဒါပေမဲ့လည်းကံမကောင်းစွန်နေပဲတချို့ bonus တွေကတော့ထွက်ပြေးနိုင်ခဲ့ပြီးအာနဲ့ဂျူလီရဲ့နောက်ကိုအစွမ်းကုန်လိုက်ခဲ့ပါတော့ရီဒီလိုနဲ့ပဲအာတယောက်ကဂျူလီကိုကယ်တင်ဖို့အတွက်စူးစမ်းရပါတော့ရီတစ်ဖက်မှာလည်းဘုံမူကြီးကတော့သူ့ရဲ့စစ်တပ်တွေနဲ့အာကစားဂွင်းတွေကိုရောက်ရှိလာခဲ့တဲ့အခါမှာသူတို့ဟာဇွန်ဘီတွေအချင်းချင်းတိုက်ခိုက်နေရဖို့မြင်တွေ့လိုက်ရတဲ့အတွက်ရှုပ်ထွေးတော်စီခဲ့ပါရီဒါပေမဲ့လည်းဘုံမူကြီးကတော့အမ်နဲ့တခြားဇွန်ဘီတွေဟာဒီလိုစိုးတွန်းလုံးတဲ့ bonus တွေနဲ့ တိုက်ခိုက်တဲ့အခါမှာသူတို့ကိုကူညီနိုင်တယ်ဆိုတာကိုစတင်နားလည်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းအာနဲ့ဂျူလီယာတောင်းပိတ်ခံထားရပြီးတော့ထွက်ပြေးစရာလမ်းဟာရှိနေတော့ပါဘူး။အာတယောက်ကတော့ဂျူလီကိုသူ့ရဲ့အသက်နဲ့ရင်းမိကာကွယ်ဖို့အတွက်ကတိပေးခဲ့တာဖြစ်တဲ့အတွက်ဂျူလီကိုပွေးဖက်ပြီးတော့သူတို့အောက်မှာရှိနေရေကန်ထဲကိုခုံချဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူး။ ဒါကြောင့်မဲဂျူလီတယောက်အသက်ရှင်ခဲ့ပေမဲ့အာတယောက်ရင်နစ်သွားခဲ့တယ်လို့သူမထင်ခဲ့ပါတယ်။ဒါကြောင့်မဲဂျူလီဟာအာကို ရေထဲကဆဲထုတ်နိုင်ခဲ့ပြီးတော့ကံကောင်းစွာနဲ့ပဲအာတယောက်အသက်ရှင်နေခဲ့ပါသေးတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ဦးစလုံးဟာရေကန်ထဲမှာအချင်းချင်းနမ်းခဲ့ကြပြီးတော့အဲဒီအခိုက်အတန့်လေးအတွင်းမှာပဲအာရဲ့မျက်လုံးတွေဟာပုံမှန်လူသားတစ်ယောက်အတိုင်းဖြစ်လာတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့လည်းရုတ်တရက်ဆိုသလိုရင်ဘတ်ကိုကြည်စံတစ်ခုဟာထိမှန်ခဲ့ပြီးအဲဒီကြည်စံကတော့ဂျူလီယက်ဖခင်ကပစ်ခဲ့တာပဲဖြစ်ပါတယ်ကြည်စံထိမှန်ခဲ့တဲ့တနက်ဒိုင်ယာကလည်းသွေးတွေယိုကျနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ဂျူလီယက်ဖခင်ဗိုလ်မှူးတယောက်ကတော့ဇိုဘီဟာလူသားအဖြစ်ပြန်လဲပြောင်းနိုင်တဲ့အခွင့်အရေးရှိတယ်ဆိုတာကိုယုံကြည်သွားခဲ့ပါတော့တယ်ဒီလိုနဲ့ပဲကောင်းမွန်တဲ့ဇွန်ဝီတွေရဲ့အကူအညီနဲ့ပဲဘိုနိစ်တွေအားလုံးကိုတိုက်ခိုက်ရှင်းထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ် ဒီလိုနဲ့အချိန်လေးကြာမြင့်လာခဲ့တဲ့အခါမှာတော့အဲဒီဇွန်ဘီတွေဟာပုံမှန်လူသားတွေဖြစ်လို့ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။ပုံမှန်လူသားတယောက်ဖြစ်လာခဲ့တဲ့အာတယောက်ဟာလည်းဂျူလီနဲ့အတူချစ်ခင်စွာနေထိုင်သွားရင်းနဲ့ဇလန်လေးကတော့ကြီးမားတဲ့နိုင်ငံကြီးကိုဖြိုချပျက်စီးသွားတာနဲ့အတူပဲပြီးဆုံးလို့သွားခဲ့တာပဲဖြစ်ပါတော့တယ်ခင်ဗျာ။ဇလန်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တူးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဇန်နလီကိုနှစ်သက်သဘောကျတယ်ဆိုရင်တော့ like and subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်။နောက်ထပ်ဇလန်းတွေမှာပြန်လည်တွေ့ဆုံကြရအောင်ပါခင်ဗျာ။